မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်မေလ30ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့စဉ်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားကျေးဇူးတင်နဲ့နှက်ွက်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။အခုလည်းကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ။ တခိယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဖုရားအာမင်ဖြတ်ရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါれကျွန်တော်ဥပုံနေ့မှာတခိယေရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာတွေကိုနားထောင်နေပါれအဓိကကျမ်းကတော့လုကာခန်းကြီး6အငယ်တစ်ကနေ9အထိဖြစ်ပါれဒီအဓိကကျမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးရှင်းပြခဲ့ပါပြီတခိယေရှုပြခဲ့တဲ့ဥပုံနေ့မှာပြခဲ့တဲ့နမိတ်လက္ခဏာစုပေါင်း9ခုရှိပါれအဲ့ဒီ9ခုကိုကျွန်တော်တကယ်တစ်ခုစီနားထောင်လေ့လာနေတာ ဒီကနေ့ဆိုကျွန်တော်6ခုမြောက်ကိုရောက်ပြီဖြစ်တယ်။အာနံပါတ်1ပထမတစ်ခုကတော့ဘာလဲဆိုတော့လက်ရလက်သေးနေတဲ့သူကိုချမ်းမာစေခြင်း။ဒါလူကာခန်းကြီး6အငယ်6ကနေ10တိဖြစ်တယ်။ဒါကျွန်တော်နားထောင်ခဲ့ပြီဖြစ်တယ်။နံပါတ်2ကတော့ကြောကုန်းနဲ့အမျိုးသမီးကိုနော်ချမ်းမာစေခြင်း။လူကာခန်းကြီး7အငယ်17ကနေ18အထိဖြစ်တယ်။ဒါလည်းကျွန်တော်အများကြီးပြောပြခဲ့ပါပြီ။ရှင်းပြခဲ့ပြီ။နံပါတ်3ကတော့ရေပြင်းနာဆွဲတဲ့သူကိုချမ်းမာစေခြင်း။ လုကာခန်းကြီး14အငယ်တကနေ6 ठी ဖြစ်တယ်ဒါလေးကျွန်တော်နားထောင်ခဲ့ပြီဒါမှ၄ကတော့အမိဝမ်းထဲမှာမျက်စိကန်းသောသူအားချမ်းမာစေခြင်းယောဟန်ခန်းကြီးကိုအငယ်တကနေ18 ठी ဖိုင်တွေ့ရမယ်ဒါရီကဥပုံနေမှာတခေရှုအနာငိမ့်ခြင်းပြုခဲ့တဲ့နမိတ်လက္ခဏာလေးဖြစ်တယ်နံပါတ်5ကတော့ညစ်ညူးသောနှက်ဆွဲသောသူကိုချမ်းမာစေခြင်းမာကုခန်းကြီး1အငယ်27က28 ठी ဖိုင်ကျွန်တော်တွေ့ရမယ်ဒီကနေ့ကတော့နံပါတ်6ကတော့38နဲ့လက်ချေသေးသောသူကိုချမ်းမာစေခြင်း ယောဟန်ခန်းကြီးငါငယ်တက်ကနေ73အထိဖန်ကျော်မှာတွေ့ရမှာဖြစ်တယ်။အဲ့တော့ဒါကျမ်းစာထဲမှာဒီယေရုရှလင်မြို့မှာဘီသေသရဆိုရဲရေကန်ရေကန်တစ်ခုရှိတယ်။အဲ့တော့ဒါဘီသေသရဆိုတာဟီဗေးဘာသာစကားအဖြစ်ပေါ့။အဲအဲ့ရေကန်ကထူးခြားတယ်။သူ့မှာကနားပြန်၅ဆောင်ကနားပြန်ဆိုတာနားနေအောင်ပြောရင်တော့ထိုင်လို့ပြုတ်လို့ရတယ်ပေါ့နော်။တံတားမျိုးပေါ့နော်။အဲ့တံတား၅ခုနော်ဒီပပလေလေးမှာရှိနေတယ်။ အဲ့ကနားမြန်မာဒီမျက်စိကန်းချီမစွမ်းကိုပိန်ချောက်တဲ့သူတွေကဒီအချိန်တန်ရင်ရေလှောက်ရှားခြင်းကိုပေါ့နော်သူတို့ကမျော်လင့်နေဘာဖြစ်လို့လဲဆိုတော့အเจ้าမူကကောက်ငင်ပန်ကအချိန်တန်ရင်ရေလာလှုပ်အဲ့မှာပထမဆုံးဆင်းတဲ့သူကမျက်စိကန်းနဲ့ဆိုပျောက်တယ်ချီမစွမ်းဆိုကျန်းမာတယ်နူတယ်ဆိုပျောက်သွားတယ်အဲ့တော့ပြောကျင်နာကဟိုနားနေအောင်ပြောတော့ဒီအဲ့ချိန်မှာတော့အနူတော့လာလို့တော့မရဘူးပေါ့သူကအနူဆိုရင်တော့သူကတက်ပြင်မှာပဲထားတာပေါ့နော် အခြားယောဂဘယ်ယောဂမဆိုအဲ့ရေကန်လေးကိုကောင်းကင်မှာအချိန်တန်လို့ရေကန်လှုပ်တဲ့အချိန်ပထမဆုံးဝင်ပျောက်တယ်ပျောက်တယ်ဒါပေမဲ့တခုရှိတယ်ရှစ်ဦးစွာဝင်တော်သူဖြစ်ရတယ်အဲဒုစကန်ချက်တော့ရှိတယ်အော်အဲ့ဒီမှာပဲလက်ချေတည်တဲ့သူတယောက်ပေါ့38နှစ်အဲ့ရေကန်နားမှာရှိတယ်သူတုံးလုံးဖြစ်နေတာကိုတခေရွှတ်မြင်တယ်အဲ့ဒီမှာပဲတခေရွှတ်သူ့ကိုပြောတယ်မင်းအနာယောဂငြိမ်းချင်လားဆိုတော့သူကပြောလေဆိုအာရေလှုပ်ရှားတဲ့ချိန်ကျွန်တော်ဟို သွင်းပေးမဲ့သူမရှိဘူးဖြစ်နိုင်ကိုတော်တော်မှရေလုတ်ရှားတဲ့ချိန်ကျွန်တော်အနောက်ကနေတွန်းချပြီးအဲဒီသဘောမျိုးသူကပြောတာအဲ့ချိန်မှာသခင်ရှုပ်ပြောရင်မင်းအိယာဆောင်းပြီးလှမ်းလို့ခဏချင်းမှသူကပဂရိပြပြောက်ကင်းသွားတယ်အဲ့နေရာဘာနေဖြစ်လဲဥပုံနေဖြစ်ဥပုံနေအော်ယောဟန်ခရင်ငါငယ်30မှာအဲ့နေရာဥပုံနေဖြစ်အဲ့ချိန်မှာမင်းအဲ့လူကိုအိယာဆောင်းပြီးလှမ်းသွားလို့လို့ပြောတဲ့ချိန်မှာသူကလုံးဝကြမ်းမာသွားတဲ့ချိန်လူတွေကမေးတယ်မင်းကိုအိယာဆောင်းပြီးလှမ်းသွားလို့ပြောတယ်သူကဘာလို့လဲလို့မေးတဲ့အခါမှာ အဲ့လိုကမသိဘူးပြည့်သူ့တကီရှုကဒီ38နှစ်ထဲကနေလွတ်မြောက်ချင်းပေးလိုက်ဒီ38နှစ်သူရေကိုကြည့်ကြည့်ပြီးတော့ဘာမှထူးခြားလာတာမဟုတ်ဘူးဒါပေမဲ့ယေရှုကိုကြည့်လိုက်တဲ့အခါတစ်ချက်တည်းလွတ်မြောက်သွားတာဒါပေမဲ့သူ့တကီရှုလုတ်ပေးတော့ तू မသိဘူးပြည့်သူ့တကီရှုကမသိဘူးအဲ့လိုဖပြကြတယ်ရောဟန်ခန်းကြီးငါအငယ်73မှာထိုသူကဘယ်သူဖြစ်ဒီကိုယောဂကင်းသောသူသည်မသိအเจ้าမူကထိုရက်၌လူစုဝေးလျက်ရှိသည်ဖြစ်၍ယေရှုသည်မထင်မရှားထွက်ကြတော့ဘူး 38နှစ်ဘဝမှာအနာဂတ်ကြီးပျောက်ပြီးတော့ငုတ်တုတ်မိနေတာယေရှုနဲ့တွေ့တော့တစ်ချက်တည်းပျောက်သွားတာဒါပေမဲ့သူ့လှုပ်ပေးတဲ့တကယ်ရှုသူမသိဘူးလေအောင်းစရောရောကောင်းတာအော်ဒီဖြစ်ပြမှာအချက်ကလေး၄ချက်သွားတွေ့ရတယ်နံပါတ်1ချက်ကပါလေဆိုဒီ38နှစ်လက်ချေတည်တဲ့သူကရေကို38နှစ်ကြည့်တယ်ဒါပေမဲ့ရေနဲ့လွဲနေတယ် ရေနဲ့လွဲတော့မကြမ်းပါဘူးဖြစ်ရေဟိုသာကြည့်တာရေရတယ်မလို့ပြောဘူးသူအနားလေအောင်ပြောရင်တော့ဒီကနေ့ဘဝမှာလွဲသွားတဲ့နှစ်ပေါင်းများဆိုတော့ရှိတယ်ဒါပေမဲ့ဘလောက်ပဲဘာတွေနဲ့လွဲလွဲယေရှုနဲ့ပြန်တဲ့မှသူပြန်အစ်ပြေးတာယေရှုနဲ့မလွဲမှအစ်ပြေးတာသူရေနဲ့လွဲတယ်ရေဟိုသာမျောနေတယ်သူယေရှုမမျောနဲ့ရေကိုကြည့်တယ်ယေရှုကသူမကြည့်တော့ရေကပျောက်စေမယ်လို့ထင်တယ်ဒါပေမဲ့ရေကမပျောက်စေဘူးယေရှုကသူ့ကိုပျောက်စေတယ် တကယ်ဒီကနေ့ကျွန်တော်တို့ကြည်နေတဲ့အရာတွေကကျွန်တော်တို့ဘာမှမလုပ်ပေးနိုင်တဲ့အခါတွေရှိတယ်မိတ်ဆွေဒါပေမဲ့ကျွန်တော်တို့တကယ်လုပ်ပေးမှသခင်ရှုဖြစ်တယ်နောက်ဆိုရေနဲ့လွဲပြီမယ်ယေရှုနဲ့တဲ့လို့ပြန်ရနောက်နေ့ရချက်ကရေကိုသာကြည်တယ်ရေကိုသာမျောနေတယ်ဒါပေမဲ့ရေကသူ့အတွက်အချိန်မတန်ဘူးဖြစ်ကျန်တာပြောတယ်လေအချိန်တန်ရင်လည်းကောင်းရင်မှရေလို့ပြုံးဆုံးဝင်ပျောက်တယ်ဒါပေမဲ့ရေကသူ့အတွက်အချိန်မတန်ဘူးဖြစ် ဒါပေမဲ့ယေရှုခရစ်တော်အချိန်တန်တဲ့ကသူ့ကိုပြတ်အောင်လုပ်ပေးလိုက်။ဒီလောကကြီးကကျွန်တော်တို့အချိန်မတန်ဘူးလို့အမျိုးမျိုးတုံ့ပြန်ပေးမယ်။သခင်ယေရှုကအချိန်တန်ရင်အကောင်းဆုံးလုပ်ပေးမယ်။အော်ဒီကနေ့လောကကြီးရဲ့အချိန်ကိုသိမ့်မကြည့်နဲ့။သခင်ယေရှုအချိန်ကိုကျွန်တော်ကြည့်တတ်။နောက်တော့တတိယချက်။တတိယချက်ကဘာလဲဆိုတော့ယေဝသူကြည်ကြည်နေတာမထူးကြပါဘူး။ယေရှုကိုကြည်လိုက်တဲ့အခါမှာခဏချင်းတွင်ပျောက်သွား 啊，哪里用标准？做几年的压力，啊，用表面几几满哪的个身体多？啊，你个你记录几年的压力，爸妈妈出家也没几年了，啊，用标面的可以收变紧，哎，这看那、啊、真人生体多嘛？但是有的要吃阿贝子的，那么你哪有送去？哪有送去？搞了土家伙边，都给吸可以阿妈红萝卜的，都可以修，妈妈的油边。的。那么做几年几年的，咱们说用那十年记录表格。 ယုံနေစိတ်နဲ့နားထောင်လို့လွတ်မြောက်သွားတာဒါပေမဲ့သကီးရှုတကူကြီးတာသကောင်းမသိဘူးဟောဒီဟာဘာသွတ်တွေ့ရလဲဆိုသကီးရှုကသူ့တကူကြီးတာမသိတဲ့သူကိုတောင်သူ့တကူကြီးเจ้าကိုပြနေရင်သကီးရှုတကူကြီးတာတင်းနဲ့ကျွန်တော်ကအများကြီးသိတယ်တင်းနဲ့ကျွန်တော်ကိုသကီးရှုကတစ်သလုံးပြမှာဖြစ်တယ်တကယ်ရှုတကူကြီးကြောင်ကောင်းကောင်းမသိတဲ့သူတောင်တစ်ချက်တည်းပြောက်အောင်လုပ်ရင်တကယ်ရှုတကူကြီးကြောင်တစ်သလုံးဆွဲလန်းတဲ့သူတို့ကပူ၍တောင်တကယ်ရှုက လောက်ပြီးမှဖြစ်တယ်တောင်တကရင်စိတ်အောင်အားပေးခြင်း ਨੇ တကီရှုတကူကြီးချောင်းတစ်သက်လုံးဆွဲလာတကီရှုတတ်နိုင်ချောင်းတစ်သက်လုံးယုံကြည်တကီရှုလောက်ပြီးညာင်ချောင်းတစ်သက်လုံးဝန်ခံတဲ့အောင်အောင်းဆွဲထို့ဖီးကားပြုမှဖြစ်တယ်ကျမ်းတော်ရောက်ချင်းစီတိုင်းဖြတ်ရှင်သာပြီကောင်းချီးပေးပါစေညင်သက်ချင်းရှိပါစေ God bless you all ကျွန်တော်ဒီကနေ့ line ခက်ခဲကြောင်းအနေငယ်နောက်ချမှုတော့နားလေပေးဖို့ပေါ်ပြလို့နှစ်ဖန်နှစ်နှစ်ကျွန်တော်6နိုင်မှာအာယုံဝပြုကိုးကွယ်ခြင်းရှိပါတယ် ကျွန်တော်တို့ဓမ္မဒေနာဝင်ငှမှာဖြစ်သလိုနာနဲ့၈နိုင်ဆိုပြီးဆုံးပါတယ်၆နိုင်၆နိုင်ကိုအထိ prison worship ၆ခွဲကနေ၈နိုင်အထိဖြစ်သလိုကျွန်တော်လာမယ့် Sunday တန်ခရီနဲ့၆နိုင်ခွဲမှာကျွန်တော်အသင်းတော်မှာနှစ်ချင်းမင်္ဂလာပြုခြင်းရှိပါတယ်ဒါကြောင့်နှစ်ချင်းမင်္ဂလာခံယူမဲ့သူများနဲ့သက်ဆိုင်တဲ့မိသားစုဝင်တွေလာနိုင်သလိုအားလုံးလာရောက်နိုင်ကြောင်းနှွေးချွေးစွာကြိုဆိုသလိုလာမယ့် Sunday နဲ့၉နိုင်၉နိုင်ခွဲအထိ prison worship ဖြစ်ပါတယ်၉ခွဲကနေ၁၁ခွဲအထိကျွန်တော်အသင်းတော်ရဲ့တနင်္ဂနွေဝတ်ပြု၉ခွဲခြင်းနဲ့ ဒီ Sunday ကတော့ကျွန်တော်တို့ပွဲတော်မင်္ဂလာရှိပါတယ်ဂျွန်လရဲ့ပထမဆုံးတင်းငွေနေနေဖြစ်ပါတယ်နတ်ဖန်နတ်မှာလည်းကျွန်တော်တို့ဂျွန်ရဲ့ First Week Sunday နဲ့ကျွန်တော်တို့တွဲတဲ့ကြောင့်နတ်ဖန်နတ်မှာလည်းကျွန်တော်ဂျွန်လအတွက်စနေအာယုဦးအတွက်ပွဲတော်မင်္ဂလာတခါလေးပြီးသွားမှာဖြစ်ကြောင်းဖော်ပြလို့ရတယ်ဒီကနေ့ကြည့်ရှုခွန်အားယူတယ်ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သားပြီးကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်တို့တင်းနေလာနေညနေချိန်ကျွန်တော်တို့လိုပဲ ပြန်လည်ပြီးတော့တွေ့ဆုံမှာဖြစ်တယ်ကျွန်တော်တနင်္လာနေ့မှာတော့ခီးစဉ်လေးတစ်ခုရှိတဲ့တကြောင်အင်္ဂါနေ့ညနေမှာကျွန်တော်ပြန်ပြီး live ဒီလိုပဲဒီခေါင်းစဉ်ကိုကျွန်တော်ပြန်ပြီးနားထောင်ဆင်ခြင်ခွန်အားယူမှာဖြစ်ပါတယ်ဒါကြောင့်လာမယ့်အင်္ဂါနေ့ညနေမြန်မာစံတော်ချိန်3နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံပြီးဒီခေါင်းစဉ်ကိုကျွန်တော်ပြန်လည်ပြီးဆင်ခြင်ခွန်အားယူမှာဖြစ်ပါတယ်ကြည့်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေညီသက်ချင်းရှိပါစေ God bless you all စုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးမရှိဖျားထံတော်ပါမကောင်းချီးဖျားဖျားသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောက်ဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနေ့ပါလေကြောက်တော်သူများဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့ကိုရရှင်ပြင်ဆင်ပေးသလိုမိုးချီးခြင်းရေချီးခြင်းတွေဖေရှားလျက်ရသူတို့များသားရခြင်းတဘာဝဘောက်ဖောက်ပြန်မှုတွေဖေရှားခြင်းဘေးဝက်မျိုးမျိုးတွစ်ကြုံနေတဲ့သူတွေကွက်ကာခြင်း ဥက္ကဝဏ်နေခြေပြားထိယောဂါပေါင်းစုံခံစားနေတဲ့သူတွေချမ်းမာစေခြင်းကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍မကုန်မခန့်နိုင်တဲ့ကောင်းကြီးတွေတက်ရောက်သလိုမုံတိုင်းများပြက်ပြယ်စေခြင်းနဲ့တကွဖျားလက်တော်ကွယ်ကစောက်မှခြင်းသည်သင်တို့ပေါ်ကာလဆင်းမြဲတက်ရောက်သည့်ရှိတည်နေပါစေသောအာမင်ယေရှုတင်ပါတယ်ကြည့်ရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့ 学的呀。